င်္ဂလာပါဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေနော်ကျွန်တော်ကိုစောစောဒီလေးတယောက်ကနေပြီးတော့ဖုန်းဆက်တဲ့ကိုစောဖုန်းပေါ့နော်ကိုစောဖုန်းကိုကျွန်တော်တို့ဟိုလော့လုပ်ချင်တယ်အဲ့တော့ကျွန်တော်တို့ငွေကြေးတွေစုပြီးတော့ကျွန်တော်တို့မျိုးချစ်လေးညီကောင်မလေးဒါဟိုမဘာသာဆရာတော်တွေပြီးတော့ကျွန်တော်တို့ကိုအဲဒါကိုစောဖုန်းကိုဝင်နေဖြစ်နေတဲ့သူတွေပေါ့နော်ကကိုချစ်ခင်ညာနေတဲ့သူတွေနဲ့အားလုံးပေါင်းစုပေါင်းပြီးတော့ပတ်စံလေးစုပြီးတော့ ကိုဇော်ဖုံးကြီးကိုလွတ်အောင်ကိုဇော်ဖုံးကြီးကိုဒါကျွန်တော်လွတ်အောင်လိုက်ကြမယ်လှုပ်ကြမယ်ဒီဟာတွေကကျွန်တော်တို့ဂျာမန်လှုပ်လို့ရတာရှိတယ်ဆိုတော့အာမျိုးလေးအိုက်မီလေးကပြောလာတော့ဩအဲ့ဒါလေးကိုလည်းပဲဒီနီလေးရဲ့စေတနာတွေကိုလည်းပဲတန်ဖိုးထားပါတယ်လေးလေးလေးစားပါတယ်ဒါဒီလေးစားတာနဲ့အမြပြည်သူတွေသိအောင်လို့လည်းကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့အနေထားမျိုးလေးကိုဟိုဒါရောက်ရှိလာတဲ့အတွေးရောက်လာလို့ဒါကျွန်တော် ပြောပြတာဖြစ်တယ်เนาะ တကယ်လို့ငွေကြေးနဲ့သာလုံမဲ့ဆိုလို့ရှိရင်လုံမဲ့ဆိုကိုစော်ဖုံးဟင်းဟာစင်းရံမွဲတည်နေတဲ့သူမဟုတ်ပါဘူးတိန်ထောင်ပေါင်းများစွာချမ်းသာပါလေနော်ဘန်ဒီမှာအပ်တဲ့ပတ်စံတော်မှာတိန်ထောင်နဲ့ထောင်နဲ့ကြီးကြီးလိုင်းမော်လေးမှာသူတွေ့နေကြတာပါပဲဟုတ်တယ်မလားအဲလိုင်းမော်ကတိန်တထောင်သွားရတဲ့ဒါတိန်တထောင်ကျဘန်ထုတ်တာပါမြင်တွေ့နေတာပဲကားဆိုလည်းသူဘနက်စီဟိုကုန်ကားဆိုဘနက်စီရှိတယ်အိမ်မှာဘာကားရှိတယ်ဆိုတာသိတယ်ကိုစော်ဖုံးဟင်းနဲ့တိန်ထောင်ပေါင်းများစွာချမ်းသာပါလေနော်ဒါကငွေကြေးရဆိုလို့ရှိရင်ပူစရာမလိုပါဘူးကိုစော်ဖုံးဟင်းကနော် တကယ်သူ့မှာဆိုလည်းပဲရှေ့နေရှေ့ရက်တွေလည်းဒါငားရမ်းလို့လည်းရတယ်အပြင်လူအနေနဲ့လည်းပဲအဲဒီသူ့ကိုချစ်တဲ့သူတွေမေတ္တာရှိတဲ့သူတွေကငားရမ်းပြီးတော့လည်းလိုက်ဆောက်လိုက်ပြီးမှလည်းရှိပါတယ်ဒီလိုဝေးချင်းနဲ့တော့ရမှန်ဆိုလည်းပဲကိုဇော်ဘောင်းကြီးလွတ်တာကြာနေပါပြီနောက်တစ်ခါတစ်ခုပေါ့နော်ဒီသူဥပဒေအကြောင်းအရာဆိုရင်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီစကန်းကအဲစကန်းကဟို ထောင်ချုပ်ကမပုတ်ခင်မှာဆိုလို့ရှင်လို့ရှင်အမှုကိုအရင်တိဆောက်ရပါတယ်အမှုတိဆောက်ပြီသူအမှုကန်နေရောမှာအမှုတိဆောက်လို့ပြီးသွားတဲ့အခါမှာအဲရေးပြီးသွားလို့ရှင်ဥပဒေအကြံတောင်းတောင်းရပါတယ်ဥပဒေအကြံမေးရတယ်ဥပဒေအကြံတော့ဘာကြီးလိုအပ်တယ်ဘာကြီးလိုအပ်တယ်ဘာကြီးဖြစ်ဆိုပြန်နေဖြည့်စင်းဖြည့်ဆက်ပေးပြီးတော့မှဒါအမှုကိုတိဆောက်ရတာဖြစ်ပါတယ်အဲ့ဒီအမှုတိဆောက်လို့ရဲစခန်းမှာပြီးသွားပြီဆိုလို့ရှင်လို့ရှင်တော့ဒါထောင်ချုပ်ကိုပို့ပါပြီထောင်ချုပ်ကိုပို့တဲ့အခါကျလို့ရှင်အဲထောင်အချုပ်ကနေမြောက်မှာဒါအမှုကိုရင်ဆိုင်ကြပြီเนาะ ရဲစခန်းမှာအမှုတိဆောက်လို့မပြီးသေးဘူးဆိုလို့ချင်းပထမယမန်ကြီး15ရက်ယမန်လေးယမန်လေးဆိုပြီးတောက်လျှောက်ယူလို့ရပါတယ်အမှုတိဆောက်လို့အဲအမှုတိဆောက်လို့ပြီးသွားလို့ထောင်ချုပ်ကြီးကိုပို့လိုက်ပြီးထောင်ချုပ်ကြီးရောက်သွားပြီဆိုလို့ချင်းဒီအမှုကလုံးဝတရားရုံးမှာပဲရှိပါတယ်အဲ့ပိုင်လွဲတွေအားလုံးဒီတရားရုံးမှာပဲရှိပါတယ်ဘယ်နေရာဘယ်နေရာမှမှဒါဖြောက်လိုက်လို့မရပါဘူးเนาะ အဲဒါတွေကတချို့ဖြောင်းလို့ရတယ်ဘာညာပြောတယ်ဆိုလို့ရှင်တော့ဒါဟာသားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဥပဒေလမ်းဒါမှတခါတည်းတော့ပြောလို့မရဘူးဗျာဥပဒေလမ်းကြောင်းရအဲဘလို့ရှိတယ်ဆိုတာအဲ့လိုပြောတဲ့ခါကျတော့လည်းဥပဒေပိုင်းရလို့ဆိုတော့ငါးလာမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့ဒါမှကျွန်တော်လည်းမသိဘူးလို့ပြောပြီးသားပဲပုံမှန်ရဆိုရင်တော့လုံးဝလုံးဝမရှိပါဘူးတရားရုံးမှာရောက်သွားတဲ့အမှုဖိုင်တွေကတရားသူကြီးလက်ထက်မှာရောက်ပြီးတော့မှဒါယုံကြည်ကြလို့ချင်းတရားသူကြီးစားစစ်ပြီးစစ်လို့အားလုံးအားလုံးပြီးသွားတဲ့အချိန်ကြလို့ချင်းတရားဆွဲဆို့ နိုင်တဲ့အနေအထားမျိုးရှိလို့ရှင်ဆွဲချက်တင်လိုက်ပါမယ်ဆွဲချက်တင်လိုက်တဲ့အခါကျလို့ရှင်ကိုဇော်ဝဲကြီးကိုဒါသူကိုပိုင်ထွက်ဆိုချက်ထွက်မယ်ပြီးလို့ရှင်သူကကိုပြတက်တည်တည်ထွက်ပေးမယ်ကိုပြတက်တည်ထွက်ပေးပြီးလို့ရှင်အဲ့ချိန်မှာသူကအဲကြိုင်ကြမယ်လွန်တော့မယ်ဒီနှစ်ခုပဲရှိပါတယ်အဲ့တော့ငွေကြီးတွေကကျွန်တော်တို့ကလိုက်လို့ပြီးတော့ပတ်စံတွေစုကောက်ပြီးတော့လည်းပဲအဲဒါက ဟိုအခြားဟာမျိုးဖြစ်သွားနိုင်ပါတယ်เนาะဖြစ်သွားနိုင်ပါတယ်တချို့ကကိုယ်စော်ဘိုးရိုးချစ်တဲ့စိတ်တွေနဲ့ဒီလိုမျိုးလှုပ်ကြမှာကိုကျွန်တော်အနေနဲ့ဒါသွားပြီးတော့မြင်အောင်လဲတချို့ကအဲ့လိုမတန်ပါတဲ့ညီနနဲ့စီးပွားရှာတဲ့သူတွေကဒီလောကမှာတော်တော်များပါတယ်เนาะအဲ့ဒါဒီကျွန်တော်တို့ညီကောင်မလေးမဖြစ်အောင်လို့ပြောခြင်းပါတယ်အဓိကကတော့အမှုတီဆောက်လို့ပြီးသွားလို့ရှင်တော့အမှုကိုရင်ဆိုင်ရပါတယ်เนาะဒါကိုယ်စော်ဘိုးမှမဟုတ်ဘသူပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ဘာမှလုံးလို့မရပါဘူးပြီးတော့ကိုယ်စော်ဘိုးကိုတောင်းတော့ကားနေပြီးတော့မှမုံတီးလို့ ကိုဇော်ဖုံးကြီးကိုစစ်တပ်ကမကြည်နက်လို့ဆိုပြီးတော့အမှုဆွဲတာမဟုတ်ဘူးเนาะမဟုတ်ပါဘူးအဲ့ဒီလိုမျိုးသားအမှုဆွဲတယ်ဆိုလို့ရှိရင်ကျွန်တော် LND တက်ထက်မှာဒီကျွန်တော်တန်ကြက်တိုက်တဲ့ခလေးတွေ၄၅၆လောက်ရှိတယ်၄၅ရောက်လောက်ထင်တယ်ကျွန်တော်အဲ့တန်ကြက်လေးရတော့အုံင်းလေးမှာမြင်းဒီကုန်းသားလေးကပန်းညက်အုံင်းမှာစင်မှာတော့တန်ကြက်တိုက်သွားတယ်ထင်တယ်အဲ့မှာတွေးလိုက်တယ်เนาะနောက်ကျတော့ကျွန်တော်နောက်တစ်ခေါက်ပြန်တွေးတော့အဲ့ကောင်လေးတွေကအမှုရင်ဆိုင်နေတာကိုတွေးတယ်အဲဟိုရန်ကုန်မှာဆိုလဲ2နေရ3နေရလောက်ရှိတယ် ကျင်းဆိုင်နေနောက်ကအီယာဝီတိုင်းမှာဆိုလည်းမအူဝင်တို့ပန်းတနော်တို့ဖျာဖို့တို့ဘက်မှာသူအမှုတွေထွက်နေကြတာရှိတယ်ပသိန်တို့အဲ့လိုမှအမှုတွေထွက်နေကြတဲ့သူကသူပြောတဲ့ထောင်တမှုကို၃နှစ်လောက်တော့ကြာတယ်ဗျတန်းတနော်ကြာတယ်သူဘဏ္ဍမှုကြာနေပြီးတော့၁၀မှုလောက်ကြံသေးတယ်ဆိုတော့အဲ့လိုပေါ့အဲ့ဒါကရှင်းပြလို့ရှိရင် ဒီအမှုတမှုတော့မန္တလေးကလည်းဆွဲတာရှိတယ်အဲအေရဝီတန်းကလည်းဆွဲတာရှိတယ်ရန်ကုန်တန်းကလည်းဆွဲတာရှိတယ်ဒီအမှုတမှုတော့ပတ်ဆွဲကြတာရှိတယ်အဲ့ဒါကတမျိုးပါအဲတောင်တော်အရာရှိတွေကနေပြမှာဒါနိုင်ငံတော်ပို့ချုပ်မှုကြီးဥမရလိုင်းကိုဒါအစော်ကားတဲ့အချင်းမျိုးပြတ်စီတယ်ဆိုပြီးဆွဲတာကိုယ်စော်ဖိုးကြီးညတော့အဲ့လိုမျိုးဆွဲတာမှာပေါ့အဲ့လိုဆွဲတဲ့ဆိုသူတနိုင်ငံလုံးပတ်ထွက်နေရမှာပေါ့နော်တနိုင်ငံလုံးက တမ်းတော်သားတွေညီကောင်မောင်သားတွေအကုန်လုံးကကိုစော်ဘုံကိုချစ်ကြပါတယ်ဗျာဒါလည်းပဲသူမဖြစ်မနေလောက်ရမယ်အနေထားမျိုးလေးပဲဒီပြူးလွင့်ရဲစကန်ဖြစ်သွားလို့ကျွန်တော်အနေနဲ့တုံးတက်တယ်ဒါကကျွန်တော်တို့ပြည်တိုင်းတဲ့ဒီဝန်ထမ်းတွေချိုးဝန်ထမ်းတွေတော်တော်များသိပါတယ်အဲတော့လို့ဒီလိုမျိုးလှုပ်ဆောင်ရတဲ့ဟာမျိုးမှာကျွန်တော်အနေနဲ့ကတော့ကျွန်တော်မနေ့ကပြောတယ်လို့ပေါ့အမျိုးသမီးတယောက်ကတရားစွဲတာကဟိုတောင်းတခုကမှတရားစွဲတယ်အမျိုးသမီးတယောက်ကအဲ့ဒီအမှုကိုကိုစော်ဖုံးကြီးကတိုင်းရင်ဆိုင်မှာဖြစ်သို့တော်လည်းပဲ ဒီပြူးလွင်မှာရှိတဲ့စခန်းကဘာလုံးနေကြသလဲဆိုတာမျိုးမိကွန်ထွက်လာကြရှိတယ်။ဘာအွန်နေဖြစ်တဲ့သူကတော့မှဟိုရှင်းပြောလို့ရှင်တခြားသူတယောက်ကတော့မှဆွဲပြီးတာဝန်ရှိတဲ့သူတော့မှဆွဲလို့လားဆိုတော့ဒါပဝဲကြီးရပြောလာတဲ့ဟာတွေကအများကြီးရင်ဆိုင်လာမှာဖြစ်တယ်။အဲ့လိုရင်ဆိုင်လာမှာဖြစ်တာအဲ့ဒီရဲ့ side effect ဆိုးချိုးကြောင့်ဘက်ကပြုံးတွေဘက်ကတရားဆွဲဆိုလိုက်ရတယ်လို့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်သုံးသပ်ပါတယ် မာရွံကောင်းလဲမာရွံနိုင်ပါတယ်အများအားဖြင့်ကတော့တရားမှာကျွန်တော်အနေနဲ့80 90လောက်တော့တည်ကြပါတယ်เนาะအဲ့လိုမျိုးပြောခြင်းနဲ့နောက်ကိုဇော်ဘုန်းကြီးကဒီတက်ကတရားဆွဲတာလည်းမဟုတ်ဘူးဒီဟာကြောင့် side effect ဆိုးကျိုးတွေရောက်သွားတယ်ဟုတ်ပြီထောင်ထဲရောက်သွားပြီဆိုလို့ရှင်လည်းပဲအချုပ်ထောင်ရောက်ပြီဆိုလည်းပဲ number 1ကကျွန်တော်တို့အာဒါဟိုအချုပ်ထောင်နေမှာတရားရင်ဆိုင်တော့เนาะတရားဆွဲဆိုင်တော့ဒီကြားထဲမှာဘာမှလုံးလို့မရကျွန်တော်တို့နောက်ဆုံးလုံးလို့ရတာတစ်ခုက အတနာခံစားတင်တာလောက်ကတော့ရမယ်အတနာခံစားတင်တဲ့နေရာမှာဘယ်လိုပဲဆိုဆွဲကြတင်လို့အမိန်ချလို့မယ်အချိန်ကြာလို့ချင်းတရားသူကြီးကိုဒါဒါဒါတက်ညာပေးပါဆိုပြီးကျွန်တော်ဝိုင်းပြီးတော့ဒါမျိုးလေးသွားတင်လို့ရမယ်နော်ဆွဲဆိုတာတော့ကတော့ချင်းချင်းအမှုရုပ်သိမ်းမှဆိုတာကဒါအယူခံနေပါညာစင်ငယ်စင်ငယ်သွားမယ်အနေထားမျိုးရှိတယ်တကယ်လို့ထောင်ကြသွားပြီဆိုတော့မှကျွန်တော်တို့အယူခံတတ်ပိုင်ခွင့်ရှိသေးတယ် 啊，有俺这么关系的咯，有俺他在哪用开眼药不？用那眼药枪开眼药带，开眼药枪打药带，哎，打没有力气，伸开伸开去，哎，哪里个？多少朋友哎，县里的来楼上来了，今早都啊来呗，放假都是个啥？今早来今早我哎县里的去的，今早那边啥话嘞？今早我过完新年去的，今早我哎俺我奶奶去的，然后满地家去的，然后有不打那家大户，挨到挨到那个今早啊，他地头的嘞，哎，地心南嘞，偏心偏进偏心偏进来偏北嘞。 ငွေကြေးဆိုလည်းပဲကိုဇော်ဖုံးကြီးတို့ကပတ်စံရှိပါတယ်ချမ်းသာပါတယ်ဒီလောက်ကပူစရာမလိုဘူးမှုစရာမလိုပါဘူးနောက်ကတက်မတော်ဘက်ကလည်းပဲကိုဇော်ဖုံးကြီးကိုတရားဆွဲဆိုတာမဟုတ်ပါဘူးဒါလေးတော့သိစေချင်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ဝင်ကျွန်တော်တို့အားနဲ့နိုင်တာကတော့ကျွန်တော်တို့ကတော့သတိတရားရှိတာလေးတွေသတိတရားရှိတယ်တကယ်လိုအပ်လာလို့ရှင်ကျွန်တော်ဒီရက်နဲ့ပြောပြအောင်မယ်အတနာခံစားလေးတင်လို့ဒီစာရွက်တွေကိုကျွန်တော်စီကိုပို့ပေးပါဆိုပြီးတော့ကိုဇော်ဖုံးကြီးတကယ်လို့ဟို ွဲချက်တင်သွားပြီဟာလာအမိန့်ချပြီဆွဲချက်တင်သွားပြီဆိုတော့ဒီပဲဆွဲချက်တင်သွားတဲ့အမှုကိုတက်ညာစွာပေးဖို့အတွက်ကိုကျွန်တော်တို့ကစာရဲစာလမ်းနဲ့တရားရုံးကိုတွက်တင်ပြီးမှဖြစ်ပါတယ်တက်ညာစွာအမိန့်ချဖို့ပါနော်တက်ညာစွာအမိန့်ချပေးဖို့ကိုပဲကျွန်တော်တို့ကတောင်းဆိုပြီးရမှာဖြစ်ပါတယ်အဲပြီးသွားလို့မှကျွန်တော်တို့ကဒါလို့အမိန့်ချလိုက်တော့ နောက်ထပ်အယူခံတက်ချင်ပါလဲဆိုလည်းပဲတလုံးမျိုးအယူတနာခန့်စာနဲ့ပဲကျွန်တော်တို့ကပြန်လဲပြီးတော့အယူခံထက်တက်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုလည်းအဲ့ဒီချိန်ကြလို့ရှင်ကျွန်တော်လှုပ်ဆောင်နိုင်လို့ရှင်လှုပ်ဆောင်ပေးပါမယ်ဗျာအဲဒါကျွန်တော်လှုပ်ဆောင်နိုင်တာကတော့ဟို ဒါလိုညီကောင်မလေးဒါလိုစုပြီးတော့အတနာခံနေညမှာဆိုကျွန်တော်ကတော့ OCB တင်ပေးပါမယ်ဒါထောင်းကြမ်းမဲ့နေရာမှာ shop ပေါအောင်လေးပဲလုပ်လို့ရပါတယ်ဆိုတာလေးကိုသိသိကျင်းပါတယ်။ကျန်တာတွေကတော့ဟိုခေါင်းထဲမထည့်ပါနဲ့ငွေကြီးဆိုလဲကိုစော်ဖုန်းတက်နိုင်ပါတယ်။နောက်ကျွန်တော်တို့ကအာထည့်ပြီးဝင်သေးတာလည်းမလိုပါဘူး။အဲ့ဒါတွေကတော့ဟိုတမကရှန်ကားကြီးပဲလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်။အားလုံးကျန်းမာပါသေးဗျာ။အားလုံးကျန်းမာပါသေးနော်။